လွန်ခဲ့တဲ့နှစ်ပေါင်း90လောက်ကဆိုဗီယက်ကနေလွှတ်တင်ခဲ့တဲ့အာကာသယာဉ်အဟောင်းတစ်ခုဟာအာကာသတွေကနေကမ္ဘာပေါ်ကိုပြန်ကျရောက်လာတော့မယ်လို့သိရပါတယ်။1982ခုနှစ်မှာဆိုဗီယက်ယူနီယံကနေတောက်ကြွဂျူဗီးနပ်စ်ကိုစူးစမ်းလေ့လာဖို့အတွက်အာကာသယာဉ်တစ်စင်းလွှတ်တင်ခဲ့ပူးပါတယ်။အဲ့ဒီအာကာသယာဉ်လေးကတေးငယ်ပေမဲ့တိတ်သေးတဲ့တတ်ထုဘောလုံးလေးတစ်ခုလိုပုံစံမျိုးတိစောက်ထားပြီးတော့တိတ်ပန်ဆိုင်ရာကိရိယာနည်းနည်းလေးပါဝင်ခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့တောက်ကြွဂျူရဲ့ acid တွေနဲ့ထူတဲ့ပြည့်နှက်နေတဲ့တိမ်တွေကို ရအောင်ဖောက်ထွင်းပြီးတော့ဂျိုးမျက်နှာပြင်ပေါ်ကိုလေတီးနဲ့ဆင်းသက်မယ်ပြီးရင်ဖီအားများပြီးပူပြင်းတဲ့ပတ်ဝန်းကျင်ထဲမှာရှားသလောက်တောင်းခံကြည့်မယ်ဆိုရဲဆန်းသက်မှုကိုလုံဆောင်ဖို့အတွက်ပါဒါမဲ့သူတို့ရည်ရွယ်ထားသလိုဖြစ်မလာခဲ့ပါဘူး2025ခုနှစ်မေလမှာတော့တယ်လီစကုပ်နဲ့ရိုက်ကူးထားတဲ့ဗီဒီယိုတစ်ခုထဲမှာအဆက်၄တစ်ဆက်ကိုမြင်လာခဲ့ကြရပါတယ်အဲ့ဒီအဆက်လေးကတော့အောက်ကကဲတစ်ခုမဟုတ်တလို့ကျဲတကွန်တစ်ခုလည်းမဟုတ်ပါဘူး1982ခုနှစ်တုန်းက ဆိုဗီယက်တွေလွှတ်တင်ခဲ့တဲ့တောက်ကြကျူစူးစမ်းလေးလာရင်အဟောင်းပဲဖြစ်ပါတယ်။ကြည့်ရတာသူကကဘာနဲ့စတင်ထွက်ခွာသွားကြရဲ့ဟာကျွန်တော်ကဘာကြီးကိုအမြဲတမ်းသတိရနေခဲ့ပုံရပါတယ်။ဘာလို့လဲဆိုတော့ဒီလာထဲမှာပဲကဘာပေါ်ကိုသူပြန်လာတော့မယ်လို့သတင်းတွေကပေါ်ပြနေကြတာကြောင့်ပဲဖြစ်ပါတယ်။ တဆက်ထဲမှာပဲတရုတ်နိုင်ငံကလည်းသူတို့ရဲ့ကိုပိုင် Starship အာကာသယာဉ်ကိုစတင်တည်ဆောက်နေပြီလို့ဆိုပါရတယ်။အဲ့ဒီယာဉ်ကိုတုံးပြီးတော့ American မတိုင်ခင်လပေါ်နဲ့အင်ကာဂျိုဘော်ကိုသူတို့အရင်ရောက်အောင်လုပ်ဖို့စ조사နေတယ်လို့သိရပါတယ်။ဒီအကြောင်းအရာတွေကလည်းတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေဖြစ်တာကြောင့်မလို့မိษွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်မိษွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ် ောက်ကြကြိုးအလဲသွားခဲ့တဲ့ဆိုဗီယက်ရဲ့အာကတယင်ဟာကဘာပေါ်ကနေစတင်ထွက်ခွာလာပြီးတဲ့နောက်မှာဒုံးပြန်တွန်းအားပေးစနစ်ခြုံရင်းခဲ့တာကြောင့်မလို့ကဘာရဲ့အထက်မိုင်ပေါင်း6000ကီလိုမီတာပေါင်း1000လောက်အရောက်မှာပဲမတည်ငြိမ်တဲ့ပလန်နဲ့ကိုရောက်ရှိသွားခဲ့ပါတယ်။နောက်တော့သူကတဖြည်းဖြည်းချင်းကဘာစီပြန်ပြီးတော့ကြာဆင်းလာခဲ့တာမှာအခုဆိုရင်နှစ်ပေါင်း90ကျော်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ တရားဝင်ဆိုရင်တော့အဲ့ဒီရှင်ကို Cosmos 482လို့တီးကြပေမဲ့သူက1960 80 80ခုနှစ်တည်းမှာတောက်ကြာဂျိုစီကိုလေးလာရေးရင်းနဲ့စေလွှတ်ခဲ့တဲ့ဆိုဗီယက်ဗန်နရာအစီအစဉ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်လို့သတင်းတွေကဆိုကြပါတယ်။ဒုံးမြန်ချိုးရင်းပြီးတဲ့နောက်အဲ့ဒီရှင်ရဲ့ mission ကို Venera လို့မခေါ်တော့ဘဲနဲ့ Cosmos လို့ပြောင်းလိုက်ကြတာလို့ဆိုပါတယ်။ဆိုလိုတာသူတို့အနေနဲ့ဒါကကဘာပတ်လန်းနဲ့ကိုလွှတ်တင်ခဲ့တဲ့တာမန်ဂျိုဒူးတို့ခုလိုထင်အောင်ထင်မှလုပ်ခဲ့တာပါ။ တကယ်တော့ဒါမအောင်မြင်ခဲ့တဲ့တောက်ကြကြုံမစ်ရှင်တစ်ခုလို့ဆိုကြပါတယ်။ဆိုဗီယက်တွေဟာအာကာသယာဉ်လွှတ်တင်မှုတစ်ခုအစင်မပြေဖြစ်တိုင်းမှာဒီလိုမျိုးနာမည်တွေကိုပြောင်းပြီးတော့အားလုံးကအစီအစဉ်တကြားအတိုင်းပဲဖြစ်ခဲ့တဲ့အောင်အောင်ဟန်ဆောင်လေးရှိကြပါတယ်။တကယ်တမ်း Cosmo 482ကတော့ဆိုဗီယက်ရဲ့ Venera 8နဲ့အတူတူတစ်ချိန်တည်းမှာလွှတ်တင်မှုရည်ရွယ်ထားခဲ့တာလို့သိရပါတယ်။ Venera 8ဆိုတာကတော့တောက်ကြွကြိုရဲ့မျက်နှာပြင်အထိကိုအောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီးမှတနအီလောက်အကြာမှာအေးပြောသွားခဲ့တဲ့အာကာသယာဉ်တစ်စင်းပဲဖြစ်ပါတယ် အခုလိုတက်တန်းရဲ့ဂျိုဒူးတွေနဲ့ဒုံးမြန်အစိပ်ပိုင်းတွေဟာအာကာသတဲရနဲ့ကဘာပေါ်အမြဲလိုလိုပြန်ပြီးကြားရောက်လို့ရှိပါတယ်။ဒါကိုကျွန်တော်တို့အနေနဲ့သိပြီးသတိမထားမိကြပါဘူး။ဘာလို့လဲဆိုတော့သူတို့တွေကဘာပေါ်ပြန်ကြလာတဲ့အခါမှာကဘာလေရူးနဲ့ပွတ်တိုက် လောင်ကျွမ်းသွားတဲ့အတွက်အဆိုးဆုံးဖြစ်ရအနေနဲ့တတ်ထုစာအနှဲငယ်လောက်ကပဲလယ်သမားတွေရဲ့လယ်ထဲကိုကြားခဲ့တာမျိုးကြုံခဲ့ရပြီးတော့လူထိခိုက်မှုမရှိခဲ့လို့ပါ။ဒါမဲ့ဒီတစ်ခါတော့အများကြီးကြွာချားသွားလိမ့်မယ်လို့သတင်းတွေမှာဖော်ပြနေကြပါတယ်။ ဘာလို့လဲဆိုတော့ကိုဆက်ပြီးလေးလာကြည့်ကြအောင်ပါတောက်ကြကြိုးရဲ့လေထုဟာကမ္ဘာလေထုထက်အစာပေါင်း60လောက်ပိုထုပါတယ်ဒါကြောင့်မယ့်ဒီလေထုကိုခံနိုင်ရှိအောင်လို့အခုကမ္ဘာပေါ်ကိုပြန်လာမဲ့ရှင်ကိုသေးသေးချာချာတိဆောက်ထားတာပါအပြင်ဘက်မှာအထူးတဆုံးတန်မဏိအခွန်ကိုတုံးထားပြီးတော့အတွင်းဘက်မှာတိတ်ပန်ဆိုင်ရာကိရိယာတွေကိုကာကွယ်နိုင်ဖို့တိုက်တန်နီယံနဲ့လှုပ်ထားတဲ့ဒုတိယအလှအတစ်ခုလည်းပါဝင်တယ်လို့သိရပါတယ်ဒါကြောင့်ဒီတစ်ခါမှာတော့သူကလောင်ကျွမ်းသွားမှာမဟုတ်တလို့အပိုင်းအစလေးတွေကွဲထွက်သွားမှာလည်းမဟုတ်ပါဘူး ပေါင်တစ်ထောင်လောက်လေးတဲ့အမြောက်ဆန်တစ်လုံးကတနာယူမိုင်150ကျော်တဲ့အရှိန်မျိုးနဲ့ကဘာပေါ်ကိုလာတိုက်တော်မှာပါအစိုးဆုံးအချက်ကတော့အခုထိသူဘယ်နေရာကိုကြာမယ်ဆိုတာကိုမသိကြသေးတာပဲဖြစ်ပါလေဒါမှကဘာမျက်နှာပြင်အများစုကရေနဲ့ဖုံးလွှမ်းထားတာကြောင့်မလို့အဲ့ဒီအာကာသယာဉ်ဟာရေထဲကိုကြောက်ရောက်သွားဖို့တော့အဖြစ်နိုင်ဆုံးလို့ဆိုကြပါတယ်။ကုန်းမြေပေါ်မှာတော့မှလူအများစုကနေရာတော်တော်လေးခြားပြီးမှနေထိုင်ကြတာပါ။လယ်ကွင်းတွေတောအုပ်တွေနဲ့တဲကန်တိုင်းရတွေလည်းအများကြီးရှိပါတယ်။ ဒါကြောင့်အဲ့ဒီယာဝတ္ထုဟာလူနေထူတတ်တဲ့တိုင်းမြင့်တစ်ခုပေါ်ကြားမလာခဲ့ဘူးဆိုရင်တော့ဘသူ့အမှလည်းထိခိုက်သွားမှာမဟုတ်ပါဘူး။ပြီးတော့သူ့မှာမူလတောက်ကြချိုးပေါ်ဆင်းသက်တဲ့အခါအချိန်ကိုရှော့ချနိုင်ဖို့အတွက်လေဒီတစ်ခုတက်ဆင်ထားပါတယ်။ဒါမဲ့အခုအဲ့ဒီလေဒီရဲ့အခြေအနေဘယ်လိုရှိလဲဆိုတာကိုတော့ဘယ်သူမှတေချာမသိတော့ပါဘူး။တချို့လေးလာတွေးရှိချက်တွေအရတော့အဲ့ဒီလေဒီကအာကာတာထဲမှာနေပွင့်နေပြီးသားဖြစ်နေတာကြောင့် ကမ္ဘာလေတူတွေကိုပြန်ဝင်လာတဲ့အခါမှာလုံးဝလောင်ကျွမ်းသွားပြီးတော့ဘာအကျိုးတက်ရောက်မှုမှရှိတော့မှာမဟုတ်ဘူးလို့လဲဆိုကြပါတယ်အခုမိတ်ဆွေတို့မြင်နေရတာတော့ super heavy လို့ခေါ်တဲ့ပြန်လဲအသုံးပြုနိုင်တဲ့ steel လောင်စာတိုင်ကီတစ်ခုဖြစ်ပါတယ်တကယ်လို့မိတ်ဆွေက space x ရဲ့ starship တိစောက်ပုံတွေကိုလေ့လာဘူးရဲဆိုရင်တော့ဒီလို C တိုင်ကီမျိုးကြီးတွေကိုတွေ့ဘူးမှာပါ ဒါပေမဲ့ဒါ SpaceX ရဲ့ C တိုင်ကီမဟုတ်ပါဘူး Starship ပုံစံဒုံးပြန်အစ်စ်တစ်မျိုးဖြစ်တဲ့တရုတ်တွေရဲ့ Launch 9အတွက်ပြုလုပ်ထားတဲ့ C တိုင်ကီပဲဖြစ်ပါတယ်အဲ့ဒီဒုံးပြန်ကိုတော့2030ခုနှစ်အလယ်ပိုင်းလောက်မှာတရုတ်အာကာသယာဉ်မှူးတွေကို လာပေါ်နဲ့အင်ကာဂျိုဘောပို့ဆောင်နိုင်ဖို့တီထွင်နေတာလို့သိရပါတယ်အရင် launch ဒုံးမြန်နေထက်နှစ်ဆကျော်လောက်ပိုပြီးအားကောင်းလာနိုင်မယ်လို့ဆိုကြပါတယ်။ NASA ရဲ့လပေါ်သွားမဲ့ SLS ဒုံးမြန်ထက်တောင်ပိုပြီးအားကောင်းလာနိုင်မယ်လို့သတင်းတွေမှာဖော်ပြနေကြပါတယ်။ အဲ့ဒီဓုံးမြန်ကိုဒစိတစ်ပိုင်းပြန်ပြီးအသုံးပြုနိုင်အောင်လဲစီစဉ်ထားပါတယ်။ဓုံးမြန်ရဲ့ပထမအဆင့်ကိုဓုံးမြန်လွတ်တင်ခဲ့တဲ့နေရာဒါမှမဟုတ်သမုတ်တရာတွေကတင်မောပေါ်မှာပြန်ပြီးဆင်းသက်နိုင်အောင်ဖန်တီးထားတာပါ။ Starship Super Heavy Booster လိုမျိုးပါပဲ။လုံဆောင်နိုင်စွာအပြင်ပုံပန်းတရံကလည်း Starship ပြဒီဇိုင်းမျိုးပဲဖြစ်နေတာပါ။ပြောရမယ်ဆိုရင်တော့ Starship ကလုံးတစ်မျိုးပါပဲ။အဲ့ဒီစီတိုင်ကြီးတစ်ခုကအချင်း9မီတာရှိပြီးတော့ Starship ပြ Super Heavy လောက်မကြီးပေမဲ့ တာမန်ထုံးပြန်အရွယ်စားလောက်ရှိပါတယ်။ဒါမဲ့နောက်ထပ်တိုင်ဂီတစ်မျိုးကတော့အချင်း30.6မီတာရှိပြီးတော့ Starship ရဲ့အချင်း6မီတာထက်တောင် ပိုကြီးပါသေးတယ်။ဆိုတော့ဒါဟာအာကာသစူးစမ်းလေ့လာရေးသမိုင်းမှာအကြီးဆုံးသောစတီးတိုင်ဂီတစ်ခုဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီထုံးပြန်ဟာအပိုလိုခေတ်ကအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ Saturn V ထုံးပြန်ရဲ့အချင်းထက်တောင် ပိုကြီးနေပါသေးတယ်။ဒါမဲ့တစ်ခုရှိတာဟာလဘုံသွားမယ်ဆိုပြီးတော့ ဘယ်တော့မှအာဂတာတဲကိုအောင်အမြင်မြင်မရောက်ခဲ့ဘူးတဲ့ဆိုဗီယက်လုံ N1 ဒုံးပျံအချင်း16မီတာထက်တော့သေးပါသေးတယ်။ဒါမဲ့စေတန်5နဲ့ဆင်တူနေတာတခုကတော့တရုတ်နိုင်ငံဒီဒုံးပျံကိုအသုံးပြုပြီးတော့အမေရိကန်ထက်စောပြီးတော့လာပေါ်နဲ့အင်ကာဂျိုဘော်ကိုတရုတ်အာဂတာရင်မှုတွေကိုပို့ဆောင်ခြင်းနေတာပဲဖြစ်ပါတယ်။ဒီပေါ်မှာမိတ်ဆွေတွေရဲ့သုံးသက်ချက်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာ။မိတ်ဆွေများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်။